မြန်လာပါညစီခွာဆာဆောင်မနှုတ်ခွန်းဆက်သားပါရယ်ဇွန်လ22ရက်2025ခုနှစ်စနေနေ့ငါမတင်ရသည်တန့်ရှိ၍သာရပြားရမှုတို့ကိုကြားပြောရအောင်မီ138ခုမြောက်သောဆာလန်ခန်းငယ်19နှစ်ခေါင်းရှင်ကမတိပါနဲ့အောင်ဆရာမဆိုင်သိခါတင်မွေးမှာ အသင်းတော်တွင်မူရှောဒီနီယယ်ဘိုင်ကဂျေဆုတင်စကားပြောပါသည် တူတူပဲပြောမယ်ဟုတ် ချူတီ၍စကားပလင်ခံခဲ့တော်လဲတကယ်တမ်းကျတော့ပူပူသားသားပြောခဲ့ပါသည်အိမ်မက်မက်တော့သူစနီးတဲ့အကြောင်းကစတင်ခဲ့ပါသည်အသက်80နာရီခဲ့သောတင်မောသားဦးသည်ချင်းမခိုင်တော်လဲဝန်းကြီးမှစိတ်လက်လျက်ရှိနေပါသည်လက်တင်ပွဲမှာကျေးဇူးတင်စကားပြောရမှာမို့ပြင်စင်နေစဉ်သူစနီးဟိုကသူ၏ရေပန်းကိုမြည်၍ပါနေကကတူတူကလေးပြောပါတဲ့ချစ်သူရဲ့ညာကကျမအိမ်မက်မက်တဲ့ရှင်သင်သွားတယ်တဲ့ ဟဲဒုက္ခပဲဘဲနဲ့အိမ်မြတ်မျိုးလဲသူလတ်သွားပါ၏တကယ်ပဲဇနီးသိန်း၏အိမ်မတ်မှန်တော့မလားဟုထိတ်လန့်သွားပါ၏သို့တော်အာတီရနေခဲ့ပါ၏နောက်မကြာခင်နနက်မှာတော့ဇနီးသိန်းကသူ့ကိုဖန်နှံ၍ပြောပြန်ပါသည်ဒီညလဲကျမအိမ်မတ်မပြန်ပြီးရှင်သေးတာလေတကယ်သေးတာအသက်ကိုမရှူပဲအေးဆက်တောင့်တင်းနေတာဟုပြောလေရောင်းဒန်နီယယ်ပါ၏ ခေါင်းနှစ်ဖန်းကြီးသွားပါ၏ဒီမိမနဲ့ကုယုံကြသေးတာကိုပဲမကြကနာအိမ်မက်မက်ရသလားဤကဏမဟုတ်မလို့ရောဖျားသိက္ခာကျူတင်၍တတိမိလာသလားအတွင်းများကမောင်းထုတ်ကသူစနီးကိုပြန်၍ပြောပါ၏ငါတင်လို့မဖြစ်သေးဘူးအချင်းရေအော်ဘာဖြစ်လို့လဲကျမအိမ်မက်မှန်သွားရင်ဘယ်လိုလုပ်မလဲ ငါမမေလာ24ရက်ကျရင်မင်းနဲ့လက်ထက်နဲ့ည9:00ဆင်ပြီးရွှေရတုကျေးဇူးတော်ချီးမွမ်းပွဲ လုပ်ရအောင်ပါ။ငါဆရာမြဆန်လဲလက်တင်မင်္ဂလာခံယူတဲ့အခါကျေးဇူးတင်စကားပြောရအောင်ပါ။ငါမတောင်းနေရှိသေးတယ်။ဘုရားခင်ကိုရှူတောင်းကြရအောင်။ဘုရားခင်အချိန်ပေးပါဦး။ ရှောင်းတန်နီရဲ့ဖိုင်တို့ဇနီးမောင်နှံရှူတော်ခင်ချပါသည်ဖျားခင်ဤဂယူနာတို့မကုံသောကြောင့်ကျမ်းမာလျက်ရှိပါ၏သင်္ခါတင်ပွဲတွင်အာရပါရကျေးရှုတင်စကားကိုပြောနိုင်ပါသည်သည်သူ၏တသင်ခံချက်ကိုကြားရလျင်ဆာလန်ဆရာကျူးကျော်သောအတန်ကိုတပတ်ပြန်၍ကြားရောက်မိပါသည်ငါမသိရသေးပါဘူးနော်ဖျားခင်ဘုန်းတော်ထင်ရှားဖို့အသက်ရှင်ရပါအောင်မယ်ဖျားခင်အတွက်ရှင်တန်ရအောင်မယ်ဟုသောကျူးကျော်သံကိုအောင်းမေး၍ခွာဖြစ်ခင်ရပါသည်ဒါရဖျားသည်ငါ ကိုချက်တိစွာဆုံးမတော်လဲသင်ချင်း၌အတုံမူသည်138ခုမြောက်သောဆလာခန်းငယ်ဆက်ရှင်အားလုံးဖြားရင်ကောင်းပြီးပါစေ။